သွေးတွေများပြီးတော့မှတက်တည်ခြင်းစိတ်ပေါက်နေတဲ့အချိန်မှာမမရဲ့ဒီ post လေးကိုမြင်လိုက်ရတော့အာရင်နေရှိသွားတယ်တဲ့။ဒီမှာလေးရတက်တည်ခြင်းစိတ်မပေါက်ပါနဲ့။လူတိုင်းလူတိုင်းမှာအကျွေးရှိပါတယ်။လူတွေကကိုယ့်ရဲ့ချမ်းသာကြွယ်ဝမှုတွေကိုပဲပေါ်ပြလေးရှိကြပါတယ်။လူတွေကကိုယ်သုံးနိုင်တာတွေကိုပဲပေါ်ပြလေးရှိတယ်။ဒါပေမဲ့ကိုယ်အကျွေးတွေနဲ့ဘလို့ရုန်းကန်လှုပ်ရှားခဲ့ရတယ်။တခါတလေမှအကျွေးမဆက်နိုင်လို့ဘလို့တွေစိတ်ညစ်ခဲ့ရတယ်။တခါတလေမှအကျွေးမဆက်နိုင်တဲ့အတွက်ဟာဘလို့တွေကိုလှည့်ပတ်ခဲ့ရတယ်ဆိုတဲ့အကြောင်းအရာတွေကိုဘသူကမှပေါ်ပြလေး တွေမရှိပါဘူးအမမလည်းအကျွေးရှိတယ် အခုဒီဗီဒီယိုကြည့်နေတဲ့သူအများစုမှလည်းအကျွေးအနည်းနဲ့အများနည်းနည်းလေးနဲ့အများကြီးနဲ့အဲ့လိုပဲကွာမယ်အကျွေးရှိတယ်နောက်တစ်ခုကမြန်မာတနိုင်ငံလုံးမှာအယံကို ရောင်းရပါတယ်ဆိုရဲစိန်ကုံတဲ့ကြီးတွေစိန်ဆိုင်ကြီးတွေမှလည်းအကျွေးရှိတယ်မြန်မာတနိုင်ငံလုံးမှာအယံကိုမှချမ်းသာပါတယ်ဆိုရဲရွှေဆိုင်ကြီးတွေမှလည်းတွေ့ရှိတယ်လူတွေကကိုယ့်ရဲ့ခက်ခဲတဲ့အခြေအနေကိုဘယ်သူမှဖော်ပြလို့မရှိဘူးကိုယ့်ရဲ့ပျော်ရွှင်စရာကောင်းတဲ့အနေအထားတွေကိုဘယ် လောက်သုံးနိုင်ချောင်းနေအဲ့ဒါတွေပဲပြကြတာအဲ့ဒီရဲ့နောက်ွယ်မှာလူတိုင်းကအကျွေးရှိတယ်သူတို့လေသူတို့ရဲ့အထွာနဲ့အကျွေးရှိတယ်။ဒါလေးလေညီမလေးရဲ့အထွာနဲ့အကျွေးရှိတယ်။ဒီအကျွေးရှိတဲ့အတွက်မဆက်နိုင်လို့လို့ကိုကိုကိုတက်တဲ့ခြင်းစိတ်ပေါက်တယ်ဆိုတာအယံကိုမှားပါတယ်။တက်တဲ့ခြင်းစိတ်ပေါက်နေတဲ့စိတ်ကိုညီမလေးအမြန်ဆုံးရက်တန်းကနေရက်လိုက်ပါ။ ကျမတို့မြန်မာလူမျိုးအကုန်လုံးကပွန့်ပွန့်လင်းလင်းပြောပြပြီးတော့မှတောင်းပန်ရင်အားလုံးကခွင့်လွှတ်တယ်မြန်မာလူမျိုးရဲ့60ရာခိုင်နှုန်းကအဲ့လိုခွင့်လွှတ်တတ်တဲ့စိတ်ရှိတယ်အဲ့တော့မြန်မာလေးတည်နေတဲ့အကျိုးအတွက်ကိုလုပ်ငန်းအဆင်မပြေနေတဲ့အချိန်မှာကိုယ်လုံးဝမဆက်နိုင်တဲ့အချိန်တွေမှာခတ်မှအဲ့လိုလေးတောင်းပန်ထားတစ်ဖက်မှာပြန်စင်းစားအကျိုးဒီဘာကြောင့်မို့လို့တင်တာလဲလုပ်ငန်းတွေကတိတ်မလဲပတ်ဘူးရက်နေတယ်ဝင်ဝင်မရှိတဲ့အချိန်မှာအတုံးစရိတ်ကိုလုံးဝမလျှော့ဘဲနဲ့ တည်နေတဲ့အကျွေးတွေလားအဲ့ဒါဆိုရင်အသုံးစိတ်တွေကိုရက်ချပလိုက်နောက်တစ်ခုဒီဗီဒီယိုတွေကနေပဲပြောလိုက်မယ်အကျွေးရှင်တွေကိုလည်းကျွန်မကပြောချင်တာလေးနည်းနည်းလေးကိုချင်းစာတရားလေးထည့်ပြီးတော့မှလေတစ်ဖက်လူကိုအာမခံလက်မှတ်လေးထိုးပေးတာမျိုးဖြစ်ဖြစ်ပေါ့နော်အဲ့လိုလေးတွေလုတ်ပြီးတော့မှဟိုတယောက်နဲ့တယောက်စာနာမှုလေးတွေနဲ့ဒီအချိန်မှာသွားကြရင်တော့အကောင်းဆုံးပဲပေါ့တစ်ဖက်ကကိုအကျွေးရှိတဲ့သူကလည်းကိုကအကျွေးရှိတဲ့သူများကိုပတ်စံဆက်ရမယ်ဆိုရင်ဆက်ချင်စိတ်တစ်ခုတည်းပဲထားထားကိုအကျွေးဆက်ရမယ့်သူကလည်း စัจရှင်စိတ်တစ်ခုတည်းပဲထားတာအဲ့ဒီအကျွေးကကြေကိုကြေတယ်စัจရှင်စိတ်မှမရှိရင်တိုက်တလောက်ငွေဝင်မကြေဘူးစัจရှင်စိတ်တစ်ခုတည်းပဲထဲကြည့်လိုက်ဓမ္မပြောသလိုသူ့အလိုလိုအဲ့ဒီအကျွေးတွေကြေသွားလိမ့်မယ်ဒါကအကျွေးယူတဲ့သူတွေကိုပြောတာအကျွေးရှင်တွေကိုကြတော့ဒီခေတ်ရဲ့စီးပွားရေးအခြေအနေကိုအားလုံးဒီပါသိကြတဲ့အတွက်ကြောင့်မို့လို့အကျွေးရှင်တွေကိုကြတော့ကျမကပြောချင်တာကနည်းနည်းလေးစာနာနားလည်မှုလေးတွေပေးကြ အော်သူတို့ငါ့ကိုအရင်တော့ဆိုရင်ပုံမှန်ပေးတယ်အခုဆိုရင်သူတို့ကတော့ဒီလိုလေးဖြစ်နေလို့ငါတို့တော့နည်းနည်းလေးတော့သူတို့ကိုစောင့်မိရမယ်ဆိုတဲ့စိတ်လေးနဲ့နည်းနည်းလေးတီးခန့်ပြီးတော့သွားကြလူပဲလေကျမတို့လူသားအချင်းချင်းလူလူချင်းကကုညီကောင်းပါလေ